အားလုံးပဲမင်္ဂလာပါဘေးရင်ရမချိုးသူပါကျွန်တော်မလို့ဖြစ်ချင်လုံခဲ့တယ်2023ခုနှစ်လောက်ကထုံးစားတို့ကြောက်မှုထုတ်လို့လုံငန်းနဲ့မရွေးချက်ပြပါအောင်ဆိုပြီးလုံငန်းမိပေးကိစ္စအတွက်လာပြီးတိုင်မြင်ပါပြီးတော့သူပြောတာကဆရာဆရာလေးဖက်ရတာအတိနောက်ကြတယ်ဗျာဒီလိုမှန်းသိရင် ကျွန်တော်ဈေးတိုင်ဖွင့်လုံးကအဲ့ဒီနာမည်ပေးခဲ့မှာမဟုတ်ဘူးသူပြီးပြောပါပြီးတော့ဆာရှိတယ်လို့မထင်ပါနဲ့ဆရာကျွန်တော်မွေးခုနှစ်က1998ခုနှစ်လပိုင်း20ရက်ဖွာတောက်ကြသားပါဆရာနာမည်များခေါ်ကမင်းထပ်ပါဆရာအဖေကမာဘူးနမခရတ္တာအင်းကဝိသား ပေးရင်လည်းလည်းပါပါတက်တယ်ဆရာအဲ့ဒါကြောင့်ကျွန်တော်ကတောက်ကြသားရာသာဘွားဖြစ်တဲ့အတွက်အမြင့်ညွတ်တက်ပြီးပေးထားတာဆရာကျွန်တော်ကသားငယ်ဆုံးမှာကျွန်တော်စိတ်ထဲမှာကိုမင်းတဲ့အဖေကိုချိန်ပြီးချီးကျူးနေမိပါတယ်သူသားငယ်ဆုံးလေးအတွက်လက်မရွေးချယ်တာတော်လိုက်တာဆိုပြီးအံ့ဩမိပါတယ်ဆန်းလိုက်ဖွယ်သီးပုံရရလားကော ။ဒါငယ်တော့ဖြစ်တဲ့အတွက်မအခရာထအခရာအခရာစင်ထားပုံကို၎င်းစိတ်ထဲမှာကြည်ပြီးချီးကျူးမိပါတကယ်ပါမိဘတွေဟာမိမိသားသမီးကောင်းစားဖို့အတွက်ဆိုရင်မိမိစည်းကြိမ်ပဲပုံပြီးဩရဩရဘလောက်ပဲပတ်စံဒီကုန်းကုန်းမမြင်နိုင်ကြတော့ပါဘူးပညာတကြီးတွေဖြစ်စေခြင်းကြောင့် ကျန်းကျန်းမာမာနဲ့တက်ရှိသည်လိုကြပါလေ။အိမ်တော်ဘက်ကောင်းတဲ့တွေးသည်လိုကြပါ။ကုံကုံပြောရရင်မိမိသက်ခန္ဓာပင်သာသမီတွေအတွက်ပြည့်စက်ဖို့ဝန်မလေးပါ။ဘေးလည်းပြည့်စက်နေကြသူတွေရှိပါ။နေဘူးမရှောင်မိုးရမရှောင်။သာသမီကိုလှုပ်ကြလှုပ်ကြွေးနေကြသေးပါ။ကုကုမဲထက်အဖေလည်း သာသမီညမီလေးကအစအထီးကဲဘုံပဲမဖြစ်သေးဘူးလို့ကြောက်ပါဘူးကိုမတဲ့ရင်တက်တက်ပြင်းပညာရှင်တွေနဲ့တိုင်ပင်ပြီးရွေးချယ်ကြပါကဲမိဘနဲ့ပတ်သက်ရင်တော့စာပွဲလို့မကုန်ပါဘူးဒါပေမဲ့တချို့မိဘတွေဒီစီးရင်မှာမပါပါဘူးဒါကနင်းငယ်လေးထင်ပါတယ်အဲ့ဒီကွန်မန့်ထက်က ျွန်တော်ကအဲ့ဒါလေးသိပြီးရေးလဲလဲနားမလည်ဘူးပေါ့ဆရာကြီးဒါပေမဲ့ကကင်းဆိုတာတော့ကျွန်တော်နားလည်တယ်ဆရာနားလည်တယ်ဆိုတာလူဘိန်းနားလည်တာမျိုးပါဆရာနိုင်တစ်ခုကိုပြောင်းပြန်လန်လိုက်မယ်အဲ့ဒီပြောင်းပြန်ကကို့အတွက်စီးပွားဖြစ်တယ်ဒီလိုပဲနားလည်တာဆရာကိုနာမီကကင်းတဲ့မတဲ့မဒီဘူးဆရာအဲ့ဒါနဲ့ပဲ ကျွန်တော်ဈေးတိုင်းလေးဖွင့်တော့ကျွန်တော်နာမည်ကကြာသာပရိသစနေစမင်းထက်ကဲကဲမီပေးလိုက်မယ်ဆိုရင်စနေစကြာသာပရိသမီပေးရမယ်ထင်ပြီးစိုင်းနာမည်ကိုပေးထားလိုက်ပေးထည့်လိုက်တာပေါ့ဆရာကြီးအဲ့ဒီမှာကျွန်တော်မွေးနေတော့ကြဘူးအမြင့်ညွန့်သာတို့အမီကြီးသာတို့အမီကြီး ਨੇ ကျွန်တော်စီပွားရေးဈေးတိုင်းလေးအတွက် တုံးနေသလိုဖြစ်သွားတာပေါ့အဲ့ဒီနမီလေးကစီးပွားရေးအမြင်နဲ့ကြည့်မယ်ဆိုရင်တော့အောင်မြင်နဲ့ပြောရမယ်ဆရာဒါပေမဲ့ဆရာတလတလအယောင်ဘူးလာလေးလေးလေးအပြင်ကလူတွေတိုက်ခတ်ခံရလေးလေးပဲဆရာ နောက်ပြီးတော့အမြတ်အဆုံးငွေတွေလည်းဖတ်မတင်ဘူးဝေကုံမဲ့ပေါက်တွေကပေါ်ပေါ်လာတဲ့ဆရာကြီးအခုတော့ဆက်ပြီးဖွင့်ပြတော့ပါဘူး ဇောက်ထုတ်ပြတယ်ဆိုတာလေဆရာ YouTube channel ကြည့်မိလို့ပါဆရာအဖေကမပြောလို့မရှိတော့ဘူးတော့ဆရာကြီးအဖေသာရှိရင်ကျွန်တော်ဘလောက်ဆူလိုက်မလဲမသိဘူးဆိုပြီးပြောပါအဲ့ဒါကြောင့်ကျွန်တော်ထုံးစားထိုးကြောက်မှုထုတ်လို့လုပ်ငန်းနမီလေးအတွက်အကောင်းဆုံးလုပ်ငန်းနမီလေးရွေးချယ်ပေးပါဦးဆိုပြီးတိုင်းပြပါကျွန်တော်လည်းထုံးစံအတိုင်းပါ ရံပူတော်ကလွတ်ပြီးရေးမကြည့်ရင်၃ရက်သောက်မှာဆိုပြီးပြောလိုက်ရပါတယ်တလတလမှာတစ်တော် YouTube Facebook ကနေပြီးတော့မိလာအသူတွေသူတို့အကြောင်းနားထောင်ရတာလေလုံငန်းပေါင်းစုံအကြောင်းအရာမျိုးစုံဆိုတော့ဘူးစရာတွေတိုးရပါတယ်ခင်ဗျာ အားလုံးမိတ်ဆွေများရှင်လဲချက်မြကြခင်ဗျာ